မင်္ဂလာပါခင်ဗျာ ARD ကပတ်စင်တင်ဆက်နေတဲ့ Editor စကားဝိုင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ Anwar Ibrahim Main Online နဲ့တက်စင်တို့ဘာတွေဆွေးနွေးခဲ့ကြသလဲဆိုတဲ့ကောင်းစဉ်နဲ့ကျွန်တော်ဆွေးနွေးသုံးသပ်သွားကြဖို့ရှိပါတယ်ကျွန်တော်ကတော့ ARD မြန်မာပိုင်း Editor ကြောက်ခါပါကျွန်တော်နဲ့အတူတူဆွေးနွေးမဲ့သူကတော့ ARD ရဲ့ Editor ကြောက်ကိုအောင်စောဖြစ်ပါတယ်ကောင်းသောမင်္ဂလာပါမင်္ဂလာပါကိုကျော်ကဲ့ ဒီအလဲကျအာဆီယံဥက္ကဋ္ဌဖြစ်တဲ့မလေးရှားဝန်ကြီးချုပ်ပေါ့နော်ဒီအန်နော်အီဗရာဟင်ကသူရဲ့ထိုင်းနိုင်ငံခီးစင်မှာမြန်မာစစ်အာဏာသိမ်းကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လာနဲ့တွေ့ဆုံသွားတာရှိပါတယ်ဆိုတော့နောက်တနေ့မှာတော့လာဒီအမျိုးသားညီညွတ်ရေးဆိုရာ NUG ရဲ့ဝန်ကြီးချုပ်ဖြစ်တဲ့မန်ဝင်းခိုင်တန်းနဲ့လည်းလာဒီအွန်လိုင်းနေတွေ့ဆုံတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီတွေ့ဆုံမှုကနေပြီးတော့ဗောလေဘလို့အလားအလာတွေမြင်လာရနိုင်လဲဗောအဲ့နဲ့ပတ်သက်ပြီးရင်းဆုံးဆွေးနွေးပါဦး ကျွန်တော်မြင်တာကတော့သိပြီးရင်မခုံးဘူးပေါ့နော်လုံတယ်လို့ကျွန်တော်ပထမဆုံးပြောချင်တယ်ဒါပေမဲ့ဒီတွေ့ဆုံမှုကအစာပြိုးတွေ့ဆုံမှုတစ်ခုလို့တော့ကျွန်တော်သုံးသပ်လို့ရပါတယ်အဲအန်ဝါကတော့ဒါပြုသဘောဆောင်တယ်လို့သူကထပ်ခါထပ်ခါပြောသွားတာကျွန်တော်တွေ့ရတယ်အဲ့ဒီထဲမှာဘာတွေ reset ထွက်ခဲ့တယ်လဲဘာတွေရခဲ့တယ်လဲဆိုတော့ဒီငလင်ကြောင့်နောက်ပိုင်းပေးမဲ့အကူအညီရေးကိစ္စတွေပြီးတော့အရေးပေါ်ဆေးရုံတိစောဖို့ကိစ္စတွေမြန်မာနိုင်ငံရဲ့အခြေအနေပုံမှန်အခြေအနေပြောင်းဖို့ဆိုတဲ့ကိစ္စတွေသူတို့ဆွေးနွေးခဲ့တယ် ဒါအပြင်အန်ဝါနောက်ပိုင်းမှာလုတ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာလည်းဒီ ceasefire လို့ခေါ်တဲ့ဒီအပြစ်ခတ်ရဲ့ဈေးကိစ္စကိုသူပြောဆိုခဲ့တယ်ဆိုတာမျိုးပေါ့နော်တိုက်တွန်းပြောဆိုခဲ့တယ်ဆိုတာမျိုးတွေကျွန်တော်တို့ကြားရတာဖြစ်ပါတယ်ဆိုတော့ဟိုပြောရရင်လည်းစိတ်ဝင်စားဖို့ကောင်းတယ်အဲဘန်ကောက်မှာကျင်းပတဲ့ပြီးခဲ့တဲ့နှစ်ပတ်ကကျင်းပခဲ့တဲ့ Beamstack အစည်းအဝေးမှာစစ်ကောင်စီကောင်းဆောင်လာတယ်အခုနှစ်ပတ်အတွင်းမှာပဲသူဘန်ကောက်ကိုတစ်ခေါက်ပြန်လာရတယ်အဲ့ပြန်လာတဲ့အခါမှာ မြန်မာပြည်ရေးအဓိကဆွေးနွေးဖို့ဖြစ်တယ်အခုနပြောသွားတဲ့အာဆီယံချဲနဲ့တွေ့ဆုံဆွေးနွေးဖို့ဖြစ်တယ်အဲ့တော့အန်နာထုတ်ပြောသွားတဲ့အထဲမှာလည်းပါပါလဲဆိုတော့ဒီနှစ်စင်းတရနေ့မှာအကျဉ်းသားပေါင်း၄000ကျော်လွတ်တဲ့ကိစ္စကိုလည်းဒါသူကကောင်းတဲ့ရလတ်တစ်ခုအနေနဲ့သူကထုတ်ဖို့ပြောဆိုသွားတာတွေ့ရပါတယ်ဒါပေမဲ့သူမပြောတာတခုတော့ကြံတယ်အဲ့ဒီမှာနိုင်ငံရေးအကျဉ်းသားပေါင်း20ကျော်ပဲပါတယ်ဆိုတော့ပဲဖြစ်ပါတယ်ဆိုတော့အဲ့ဒါအဲ့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 ဒီအဲ့ဒီအချက်တွေပေါ့နော်ဆိုတော့ဒါအပြင်ထူးခြားတာတခုကတော့အန်ဝါနဲ့ စစ်ကောင်းဆောင်မင်းအောင်လိုင်အပြင်ညစာစားပွဲမှာတော့ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်းတက်ဆင်ရှင်နာဝါတက်ရောက်တာတွေ့ရတာဖြစ်ပါတယ်ဆိုတော့ဒီအနာသိန်းကောင်းဆောင်နဲ့တွေ့ဖို့အတွက်ရွေးချယ်တဲ့နေရာကိုဘာကြောင့်ဒီထိုင်းကိုရွေးတာလဲပေါ့ထိုင်းနေရာကိုရွေးတာလဲပေါ့နောက်တစ်ခုကကြတော့ဒီမှာခုနကကောင်းဆောင်ပြောသွားတဲ့ Mr. Tessin Shinawat ပေါ့နော်သူရဲ့ခန်းကဏ္ဍကလည်းစိတ်ဝင်စားဖို့ကောင်းပါမယ်ပြန်ကောက်မယ်ဆိုရင်မလေးရှားကမြန်မာရေးကိုစိတ်ဝင်စားတယ် အန်ဝါကလည်းဟိုးအရင်ကတည်းကမြန်မာအယူစိတ်ဝင်စားခဲ့တာဖြစ်တယ်။ဘောင်ဆန်းစုကြည်နဲ့လည်းရင်းနှီးကြောင်းဝင်သူဖြစ်ခဲ့ပါတယ်။ဆိုတဲ့အခါကျတော့တစ်ချိန်တည်းမှာပဲမလေးရှားနိုင်ငံမှာလည်းလာရောက်ခိုးလုံနေတဲ့မြန်မာဒုက္ခသည်တွေအလုအလုသွားလုတဲ့မြန်မာတွေပြီးတော့ရခိုင်ပြည်ကရိုညာဒုက္ခသည်တွေလည်းအများကြီးနေထိုင်နေကြတာဖြစ်ပါတယ်။ဆိုတော့မလေးရှားအရင်ကတည်းကမြန်မာကိစ္စကိုစိတ်ဝင်စားတယ်။အခုဒီနှစ်မှာအိုင်ဆင်ဥက္ကရာတို့ရတဲ့အခါမှာအန်ဝါအနေနဲ့သူပြေးပြီးတော့ လာမြမအရေးနဲ့ပတ်သက်ပြီးမစိမ့်ဘူးဆိုတော့အထိုင်းဝန်ကြီးချုပ်ဟောင်းကဲ heavy weight ပေါ့နော်သူ့ကိုခေါ်ပြီးတော့ advisor ဖြစ်နေအတိုင်းမင်္ဂန်ဖြစ်နေခန့်နေတာကိုကျွန်တော်တွေ့ရတယ်။ဘာကြောင့်လဲဆိုတော့သူ ASEAN chair ရောက်ယူတဲ့အခါမှာမြမအရေးကိုသူကလုတ်ပြရမယ်ဆိုတာသူသိတဲ့အတွက်ကြောင့်လွန်ခဲ့တဲ့၃နှစ်ကတူတင်ပြင်ဆင်ခဲ့တဲ့တူတင်ပြင်ဆင်ခဲ့တဲ့လို့ကျွန်တော်တို့ပြောလို့ရပါတယ်။အဲနောက်တစ်ခုက taxing ဘယ်သူ taxing ဘယ်သူလဲပေါ့။ So taxing ကတော့ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲသူက ထိုင်းနိုင်ငံမှာရှိတဲ့ဘီလီယံတရေတယောက်ဖြစ်တယ်။ဒီနောက်လည်းဝင်းကျိုးဖောင်းတာဝန်ယူခဲ့တာဖြစ်တယ်။အခုလက်ရှိအစိုးရကလည်းသူ့ရဲ့တမီးကိုဝင်းကျိုးဖြစ်ခံထားတဲ့အစိုးရဖြစ်တယ်။အဲဒါသူချိုးကင်လို့ရတဲ့အစိုးရတခုလို့ပြောလို့ရတာပေါ့နော်။ဆိုတော့ဒါအပြင်နာဝတ္တနာဖစစ်ကောင်းဆောင်နေတယ်လေ။ဘူဂျုံမူကြီးတန်းရွှေဘူဂျုံမူကြီးဟောင်းတန်းရွှေတို့ဘူဂျိုကြီးအောင်ခင်ညွန့်လို့ねသူကရင်းနှီးကြောင်းဝင်ခဲ့သူလေဖြစ်ပါတယ်။ဆိုတော့ဗမာမြန်မာပြည်ရင်းနှီးပတ်တဲ့သူကလူစိမ်းကြောင်မဟုတ်ဘူးလို့ကျွန်တော်တို့ပြောလို့ရတယ်။ ဒါအပြင်ဥက္ကညွန်သားပိုင်ခဲ့ဘူးတဲ့ပကံဆိုင်ဘာတက်ကိစ္စတွေမှာလည်းဒီလုံးတွေပေါ့ဘန်လုံးတွေပေါ့နော်ငွေပန်းရဲ့ငွေချေးမဲ့ကိစ္စတွေနဲ့သူထိုင်းနိုင်ငံမှာပဲသူဆွဆွဲခံရတဲ့ကိစ္စတွေရှိတယ်ပြည်နေတန်းခံရတယ်ပြီးတော့အာဏာသိမ်းမှုတွေဖြစ်တယ်အဲဒီတစ်ခေါက်ပြန်လာတဲ့အခါမှာလည်းဟလာမနစ်က April လတဲ့တက်တိုက်ဆိုင်ဆိုင်အကြံတွင်းမှာပဲမြန်မာအရေးမှာသူက peace broker သူကသူညီညာရေးပွဲစားလုပ်ပေးမယ်ဆိုတဲ့အတန်းနဲ့ထွက်ခဲ့တယ် EAO EU ကောင်းဆောင်တို့ချို့ခေါ်တွေ့တယ်သူနဲ့အရင်နှီးဆုံးလူပြောမယ်ဆိုရင်လည်း ား RCSS ကောင်းဆိုပုဂ္ဂိုလ်ကြီး USF ဖြစ်တယ်ဆိုတာကျွန်တော်တွေ့ရတာဖြစ်ပါတယ်ဒါပေမဲ့ဗမာတိုင်းရင်းတိုင်းဝမ်းနဲ့သူနဲ့နီးစပ်လားဆိုတော့လေဒီလောက်နီးစပ်တာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့ taxin ကတော့ပြောမယ်ဆိုရင်တော့တကယ် D maker ပေါ့နော် D maker ဖြစ်တဲ့အတွက်ကြောင့်သူ့မှာနိုင်ငံရေးလောပါလဲရှိတယ်စီးပွားရေးလောပါလဲရှိတယ်ဟလာအဲမြန်မာပြည်ကသူကဝင်လုချင်းတယ်ဒါပြင်ဒါပေမဲ့ကျွန်တော်တို့ခုတတိထားခုကျွန်တော်တို့သိထားမှာတော့ taxin နေမဟုတ်ဘဲနဲ့အန်နွာကတခြားအာဆီယံခေါင်းဆောင် အချို့လည်းသူရဲ့ဒီ advisory board ထဲမှာထည့်ထားတာကျွန်တော်တွေ့ရပါတယ်အဲ့ဒီသူတွေလည်းအခု Bangkok Civil လာတက်တယ်လို့ကျွန်တော်နားလည်တာရအဲ့ဒီမှာ Singapore နိုင်ငံသားကဝင်ကြီးအောင် George Show လည်းပါတာတွေ့ရတယ်ဆိုတော့ဒီမြန်မာပြည်ကိုမလေးရှားကဂိုင်တွေ့ရမယ်ဂိုင်တွေ့တဲ့အခါမှာ advisory board တွေထားမယ်ဟလာ Indonesia လည်းပါတယ် Singapore လည်းပါတယ် Thailand လည်းပါတယ်ပေါ့လေ Thailand မှာတော့ taxing ကအဓိကအနေနဲ့ပါတယ်လို့ကျွန်တော်သုံးသပ်လို့ရပါတယ်နောက်နောက်တစ်ခုက Bangkok မှာဘာလို့လုပ်လို့လဲဆိုရင်တော့ taxing ကိုတန်းကလည်းဒီကိုပြန်လာရတဲ့သူဖြစ်တယ်ခံဝင်ကျုံတဲ့နေရာတဲ့သူဖြစ်တယ် ပြီးတော့ဒီထိုင်းနိုင်ငံနဲ့သူကအပြုံထွက်ခွင့်မရှိဘူးအဲ့တော့တွေ့မယ်ဆိုရင်လည်းဘန်ကောက်မှာပဲတွေ့မယ်ဆိုတဲ့သဘောမျိုးနဲ့ဘန်ကောက်မှာပဲဒီစီဝေးဘွဲကိုစီစဉ်တယ်လို့ကျွန်တော်တို့သုံးသပ်လို့ရပါတယ်ဟုတ်ကဲ့ဒီအစောပိုင်းတော့ကတော့ဟလာ NUG ကိုဟလာဒီတရားဝင်မဟုတ်ဘဲနဲ့တိတ်တိတ် တွေ့တယ်ဆိုပြီးတော့ဒီအာဆီယံပါဝင်ဟလာတန်နမန်တချို့နဲ့ပတ်သက်တဲ့ဒီဝေဖန်တဲ့ဟာတွေကျွန်တော်အစောပိုင်းသတင်းတွေမှာကျွန်တော်တွေ့ခဲ့ရတာရှိရယ်ဒီနေ့မနေ့ပေါ့ဒီနေ့ဒီတောက်ကြံနေမနေ့ပိုင်းမှာတော့ မလေးရှားဝန်ကြီးချုပ်အနေနဲ့ငါဒီ NUG ဝန်ကြီးချုပ်ကို တွေ့ဆုံတာဒီတရားဝင်ပုံစံမျိုးပေါ့လေအဲအဲ့လိုမျိုးတွေ့လာတွေ့ရတယ်ဆိုတော့ဒီကလည်းစိတ်ဝင်စားဖို့ကောင်းတယ်ထင်ပါအင်းစိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့တော့ဝန်ကြီးချုပ်မမင်ခိုင်တန်းနဲ့တွေ့တဲ့ပွဲကိုလည်းအန်ဝါကပြောတာကတော့ဒါ constructive ဖြစ်တဲ့အကူတဘောဆောင်တယ်လို့ပြောတယ်အဲ့ဒီမှာလည်းခုနအကူကြီးထောက်ပံ့ရေးကိစ္စတွေနဲ့ပတ်သက်ပြီးဆွေးနွေးတယ်လို့အာကျွန်တော်တို့သိထားတယ်ပေါ့နော်အဲဒီ စစ်ကောင်စီကောင်းဆောင်နဲ့တွဲဆုံနေပေါ်တော့တပ်ပုံထုတ်တာကျွန်တော်တို့မတွေ့ရဘူးပေါ့နော်ရုပ်တံလည်းမတွေ့ရဘူးရုပ်တံလည်းမတွေ့ရဘူးပေါ့နော်ကားမှလည်းမြန်မာအလံကတ်ထားတာမတွေ့ရဘူးဆိုရင်မတွေ့ရဘူးဝင်းကြီးကျုံမမန်ခန်တန်းကတော့တူကရန်တူကရန်သွားပြီးတော့တင့်တော်တဲ့ချိန်မှာမလေးရှားကိုသွားပြီးတော့ဟာလာအာအန်ဝါနဲ့တွေ့ကျင်နေဆိုတဲ့ဟာလည်းကျွန်တော်တို့အိုက်တမ်မှာထုတ်ပြန်တဲ့အထက်မှာတွေ့ရတယ်ပေါ့နော်တခုကတော့ဒီဒီအန်ဝါကပြောတဲ့အထက်မှာထူကြတာတခုကတော့လေ तू ကဒီလိုနှစ်ဖန်ထုံးနဲ့တွေ့ဆုံတဲ့ဘွဲမှာ နှစ်ဖက်စလုံးကဒီလိုတွေ့ဆုံတော့ကန့်ကွက်မှုမရှိဘူးဆိုတော့သူထည့်ပြောသွားတာတွေ့ရပါတယ်။နောက်နောက်တစ်ခုကနောက်နောက်တစ်ခုကပါလဲဆိုတော့နောက်တစ်ခုကပါလဲဆိုတော့ဒီဒီမလေးရှားရဲ့ခြေလမ်းပေါ့နော်။ဒါမလေးရှားတယောက်တည်းမလေးရှားတနိုင်ငံတည်းရဲ့ခြေလမ်းလားမလေးရှားအစိုးရတစ်ခုရဲ့ခြေလမ်းလားဆိုတော့လည်းမဟုတ်ဘူးဆိုတော့ကျွန်တော်တွေ့ရတယ်။ထိုင်းရဲ့ပူပေါင်းဆောင်ရွက်မှုရှိတာကျွန်တော်တွေ့ရတယ်။ဟာလား။နောက်ပြင်ကျွန်တော်ခုနပြောခဲ့သလိုပဲစင်ကာပူနဲ့အင်ဒိုနီးရှားအာဆီယံမှာအရေးကြီးတဲ့နိုင်ငံနဲ့နိုင်ငံပေါ့အဲသူတို့ကလည်းနောက်ကနေပြီးတော့ဝိုင်းဝန်းနေတာကိုကျွန်တော်တွေ့ရတာဖြစ်ပါတယ် ထုံးစံအတိုင်းတော့ဟလာဒီမြန်မာစစ်ကောင်းဆောင် ထိုင်းမြင်နေတဲ့အချိန်မှာထိုင်းနေရတော့ဟလာဟိုအရန်စိတ်ဆိုးဒေါသထွက်ကြတာပေါ့လေဒီရာဇဝတ်မကောင်းဆိုးအောက်ဘာကြောင့်ထိုင်းကလက်ခံနေတာလဲဆိုတာထိုင်းဆိုးရဲ့လက်ခံနေတာသူစဉ်းစားလို့မရဘူးဘန်ကောက်ကိုဖုတ်တက်တယ်ဆိုပြီးဟမ်ဘန်ကောက်ကိုဖုတ်တက်တယ်ပေါ့ဒီဒီလူဟိုလူသက်ဝရမ်းပြေးကိုဘာကြောင့်လက်ခံတာလဲတိုင်းပြည်နာတယ်ပေါ့မအိဗရာဟန်ဆိုလို့ရှိရင်လည်းဘာကြောင့်သူတို့နိုင်ငံမှာမတွေ့ဘဲနဲ့ထိုင်းမှာလာတွေ့ရတာလဲသူတို့ထိုင်းကိုတိုက်ခါကြစေတယ်ပေါ့ဒီကောင်းဆောင်က ီလိုဝေဖန်မှုတွေလည်းအများကြီးကျွန်တော်တို့တွေ့ရတာပေါ့လေ။อืมဒါတော့တော့ကြားထင်ပါတယ်။ဆိုတော့မြေပြင်မှာကကြတော့မြန်မာနိုင်ငံမှာဟိုဒီဆွေးနွေးပွဲတွေမှာလာအကူအညီပေးတဲ့နိုင်ငံတွေအာဆီယံမဖြစ်နိုင်ငံတကာပဲဖြစ်ဖြစ်ပြည်သူလူထုရှိကိုထိထိရောက်ပို့အောင်မယ်ဆိုတဲ့အားမျိုးတွေပြောဆိုနေတာအရေးပေါ်ကိစ္စတွေလည်းဟောမယ်လို့ပြောဆိုနေပေမဲ့ကျွန်တော်တကယ်တကယ်မြေပြင်မှာကြတော့အဲ့ဒီအကူအညီတွေကထိထိရောက်ရောက်မရရှိကြတာအများစုကမရရှိနေကြဘူးပေါ့လေဒီထဲမှာမှကျွန်တော်တို့ ဟိုငလင်ကြောင့်ပျက်စီးတဲ့အပျက်စီးတွေဟာကျွန်တော်တို့တွေ online မှာဒီသတင်းစာမျက်နှာတွေမှာ တွေ့နေရတာထက်မြေပြင်မှာအဆပေါင်းများစွာဆိုးတယ်ဆိုပြီးတော့မြေပြင်လူတွေရဲ့ပြောဆိုချက်ကျွန်တော်တို့သိရတာပေါ့လေဒါ့အပြင်မန္တလေးမှာဆိုလို့ရှိရင် နေ့စဉ်နောက်ထပ်ထပ်လှုပ်နေတဲ့ငလင်တွေကြောင့်ဒီ trauma ရနေရပေါ့နော်စိတ်ဒဏ်ရာပါရနေကြတယ်ဒီလိုအခြေအနေမျိုးတွေနဲ့နေထိုင်နေရတဲ့ဟာတွေကိုကျွန်တော်တို့တွေ့ရပါတယ်ဟုတ်ဆိုတော့ဒီမြေပြင်အခြေအနေပေါ့နော် ပြင်းပြင်းချင်းချင်းမရကုနာကိုချော်ခပြောခဲ့သလိုပဲကျွန်တော်တို့လီလင်ကြီးတွေနဲ့အလှူရှင်တွေရှိတယ်လက်ခံသူတွေရှိတယ်ဓာတ်ပုံတွေကျွန်တော်တို့တွေ့နေရတော့လဲပဲအဲ့ဒီအလှူခံထားတဲ့ဖြစ်စည်းတွေကမြေပြင်မှာလက်တွေ့လိုအပ်နေတဲ့သူတွေစီကိုမရောက်ဘူးဆိုတာကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်နောက်ပြီးနောက်တစ်ချက်ကကျွန်တော်သွားတွေ့တာပါဗောနော်ဟိုအခုကျွန်တော်တို့စကိုင်းမန္တလေးနေပြည်တော်ကြည့်မယ်ဆိုဒီနေပြည်တော်ကဒီငလင်းရံတံကိုအကြီးကျယ်ခံရတာမျိုးဗောနော်နေပြည်တော်ပြန်လဲတိဆောက်ရေးတက်ပြီးတော့လုပ်ကြမလဲဆိုတဲ့ကိစ္စတွေဘတ်ဂျက်တွေအများကြီး လိုမယ်လို့ပြောနေကြပါတယ်အခုချိန်မှာအရာတွေကိုဘယ်သူကပေးမှာလဲနိုင်ငံတော်ဘတ်ဂျက်တွေကသုံးမှာလားပြန်လည်ဒီဆော်ရဲကိစ္စမှာဆိုရင်ရောဘယ်သူတွေကအချို့မြတ်တွေရကြမှာလဲဆိုတဲ့ကိစ္စတွေပေါ့နော်အဲဘေးပတ်ဝန်းကျင်နိုင်ငံတွေရောအိန္ဒိယတရုတ်အဲ့လားအာဆီယံနိုင်ငံတွေရောဒီပြန်လည်ဒီဆော်ရဲကိစ္စတွေမှာဘလောက်ထိဝင်ပြီးတော့ကူညီပေးမှာလဲအဲ့လိုကူညီပေးတဲ့အခါမှာလဲဘလို condition တွေဘလို့အခြေအနေတွေမျိုးတွေနဲ့ဝင်ပြီးကူညီမှာလဲဆိုရဲမိကုန်းတွေရှိတာကျွန်တော်တွေ့ရပါတယ်နောက်ဆုံးတစ်ခုကတော့ဘာလဲဆိုတော့ဒီစစ်ကောင်စီခေါင်းဆောင်တွေပါဝင်ဟဲ့လားထိပ်တန်းကသူတွေရောက် တို့တွေဘာမှမထိခိုက်ဘူးတို့တွေရဲ့အချိုးစီးပွားလည်းဘာမှမထိခိုက်တဲ့အတွက်ကြောင့်ဘသူတေတေငတိမာပြီးရထင်ရဆိုင်းမယ်ဆိုတဲ့ဟာနဲ့ဆက်ဆိုင်းနေတာမျိုးတော့ကျွန်တော်တော့လောဆယ်တွေ့ရတာဖြစ်ပါတယ်နောက်တစ်ခုကဒီအာဆီယံပါဝင်အင်ဒိနေးဇီးနိုင်ငံတချို့ကပြောနေတာမြန်မာနိုင်ငံထဲမှာတည်ငြိမ်ရေးအပြစ်အခက်ရယ်ဆယ်ရေးဆိုတဲ့ကိစ္စကိုပြောပြောနေကြတာပေါ့နော်ဒီစစ်ကောင်စီဘက်မှာလည်းတို့လော်ဘီလုပ်နေတဲ့ပုံစံတွေပြောဆိုနေကြတာကျွန်တော်တွေ့နေရတယ်ဆိုတော့အဲ့ဒီအခြေအနေတွေက လက်ရှိမြေပြင်အခြေအနေနဲ့ကတဟဇာတာဖြစ်မနေဘူးပေါ့နော်မြေပြင်အခြေအနေနဲ့ကအရန် ကြီးကိုအာဖြစ်ဖို့အလားအလာအရန်နှဲနေတဲ့ပုံစံကိုကျွန်တော်တွေ့ရတယ်အခုကျွန်တော်တို့တွေနှစ်ယောက်စကားပြောနေတဲ့အချိန်မှာဆိုလို့ရှိရင်ကင်ပီနယ်ထဲမှာဂျုံတိုးတို့ကော့ဂရိတ်တို့မှာအကြီးအကျယ်အပြင်းထန်ဟွန်းတိုက်ပွဲတွေဖြစ်နေတာကိုကျွန်တော်တွေ့ရတယ်ဒီအရာကဒီငလင်ကာလမှာတော့ပြည့်ရမယ်ဆိုတဲ့အချိန်ညမှာတော့မရက်လို့မရတော့တဲ့အချိန်ညပေါ့နော်ဆိုတော့အခုဒီသူတို့ပြောနေတဲ့တည်ငြိမ်ရေး နော်အပြစ်ခက်ရစဲကြီးဆိုတာတော်တော်လေးလက်တွေ့အခြေအနေနဲ့ကင်းတယ်လို့ထင်ပါတယ်ရွေးကောက်ပွဲတော့ဘလောက်ထိဘလို့လောက်ရမှန်းမသိတဲ့အခြေအနေမျိုးမှာပေါ့လေရွေးကောက်ပွဲလို့ပြောတော့ပြောချင်တာပါလဲဆိုတော့အခုပြီးခဲ့တဲ့နှစ်ဆန်းတရက်နေမှာဟဟလာစစ်ကောင်စီကောင်းဆောင်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကထွက်ပြီးပြောတာဒီဒီဇင်ဘာလမှာရွေးကောက်ပွဲကိုပြီးအောင်လုပ်မယ်အဲ့တော့ပြည်သူတွေပူးပေါင်းကူညီကြပါလို့ဝင်ပြီးသူကထွက်ပြီးပြောတာကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုတော့သူ့စကလုံးကိုပြန်ကြည့်မယ်ဆိုရင်လွန်ခဲ့တဲ့၄နှစ်အတွင်းမှာ 6လမပြည့်ခင်မှာ6လပြည့်ပြီးနောက်ပိုင်းမှာသူဂရိမျိုးမျိုးထွက်ပြီးပြောတာစကားမျိုးပြောင်းပြောတာကိုကျွန်တော်တွေ့ရတယ်။အတူစကားတွေကတခုမှအဖက်တင်လို့ရတာအဖက်ဆယ်လို့ရတာတခုမှမရှိသေးတာကျွန်တော်တွေ့ရတယ်ပေါ့နော်။ဆိုတော့ဒါမဲ့အခုအခုဒီလိုဆိုရင်မေးစံမေးခွန်းရှိသွားတာကဒီရွေးကောက်ပွဲကသူ့ရဲ့ထွက်ပေါက်လား။ဆိုတော့အခုအာနာအခုအခုအာနာသိမ်းပြီးတိုက်ပြီးပြတ်ခဲ့တယ်အခုတခါထပ်ပြီးတော့ငလင်လုတ်ပြီးတိုက်ပြီးရတကယ်ကို first stage အခြေအနေရောက်နေတဲ့အခြေအနေမှာ သူကရွေးကောက်ပွဲကိုသွေးဦးသွေးရဲနဲ့ထားအော်တယ်ဆိုတဲ့အခါမှာသူ့ရဲ့အချိန်အောင်ဘလောက်ကြံသေးလဲဆိုတဲ့မေးခွန်းကတော့ကျွန်တော်ထင်တယ်သူ့ကိုအနီးကပ်လစ်လန်နေတဲ့သူတွေနိုင်ငံရေးတုံ့တက်တဲ့သူတွေကမေးနေတဲ့အချိန်လို့လည်းပြောလို့ရပါတယ်ဆိုတော့ဆိုတော့ cease fire cease fire လို့ပြောတဲ့အခါကျတော့လည်းခုန cease fire လို့ပြောနေနေပဲကျွန်တော်တို့ indoor ကိုတိတ်တာကျွန်တော်တို့တွေ့တယ်စစ်ကောင်စီကဆက်ပြီးဘုံအဆက်မပြတ်ကျဲတာတွေ့တယ်ကြားမှာဆိုရင်လည်းစစ်တပ်ကနေပြီးအတင်းဟလာတိုက်နေတာကျွန်တော်တို့တွေ့ရတယ်အဲ cease fire ဆိုတာက လေပေါ်မှာပဲရှိပြီးတော့တကယ့်မြေပြင်အနေထားမှာအလုံးနှစ်ဖက်စလုံးကနှစ်ဖက်စလုံးကဆက်ဆက်ပြီးတိုက်နေတာကျွန်တော်တွေ့ရတာပေါ့နော်။တစ်ချိန်တည်းမှာပဲအိန္ဒိယတို့အာဆီယံတို့မလေးရှားတို့အားနေပြီးတော့ ceasefire ဆိုတော့ခေါ်တယ်။ UN ခေါ်တယ်။ဒါပေမဲ့တကယ်တကယ် ceasefire ခေါ်မယ်ဆိုရင် ceasefire ကို monitoring လုပ်တဲ့စောင့်ကြည့်တဲ့အဖွဲ့တွေဆိုတာထားရပါတယ်။မြေပြင်မှာထားရတယ်။သူတို့တွေကနေပြီးတော့ဒီ ceasefire ကိုတကယ်တည်မြဲမတည်မြဲဆိုတော့လိုက်ပြီးလေ့လာတဲ့အဖွဲ့တွေရှိပါတယ်။ နိုင်ငံကနိုင်ငံတကာလှုပ်တဲ့အဖွဲ့တွေပေါ့နော်အဲ့လို monitoring system လည်းမရှိဘဲနဲ့ ceasefire ခေါ်နေတယ်ဆိုတာလည်းကျွန်တော်မြင်တာတော့လက်တွေ့မကြောက်ဘူးလို့ကျွန်တော်မတီးတေးဆိုလို့ရှိရင်ဟာလာရှိုးအကြက်ကန်ပြီးတော့မှပဲဆုတ်ခိုင်းလိုက်တဲ့အခြေအနေပေါ့ဒါပေါ့အဲ့အဲ့တော့ပြောချင်တာကတော့ ceasefire ဆိုတာကိုပြည်တွင်းမှာရှိတဲ့လက်နက်ကန်တိုက်နေတဲ့အုပ်စုတွေအောင်စစ်ကောင်စီအောင် ceasefire ဆိုတော့ကိုယ်သဘောနဲ့ကိုယ်ဘာသာပြန်နေပြီးတော့အိဗယ်ဖွင့်ဆိုနေတယ်ပြောလို့ရတယ်ဆိုတော့ ceasefire ceasefire ကိုအိဗယ်ဖွင့်တဲ့အခါမှာလည်း မြင်လင်လှုပ်သွားတဲ့နေရာမှာပဲစစ်သွားရမဖြစ်ရမှာလားအဲ့နေရာကိုကြော်သွားရင်ဆက်ပြီးတော့တိုက်ကြရမှာလားဆိုတဲ့ကိစ္စအခုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုစကိုင်းထဲမှာလည်းတိုက်နေတာပဲဟုတ်တယ်မလားအဲ့ပဲအများကြီးဖွင့်လို့ရတယ်ဖွင့်လို့ရမလေးမန်လေးမှာသွားပြီးပုံချင်းနေတာဟုတ်တယ်မလားဆိုတော့ဆိုတော့စစ်ဖိုင်ယာအလုံးပြည့်ဘူးအဲ့တော့အခုဒီအဲ့ဒီစစ်ကောင်စီခေါင်းဆောင်တွေတွေ့ပြီးတော့မကြခင်မှာပဲတင်းနာရှင်းလင်းပွဲမှာအန်ဝါနေပြီးတော့သူပြောသွားတယ်ဆက်ရှင်းနေမှလုပ်တယ်တင်းနာရှင်းလင်းပွဲဘန်ကောက်မှာလုပ်သွားတာဆိုတော့ စစ်ဖိုင်ရအရေးကြီးပါတယ်တဲ့လူသားချင်းစာနာမှုအထောက်ပံ့မှုပေးတဲ့ခါမှာလဲနိုင်ငံရေးအယောင်သွေးတွေခံယူချက်တွေရက်တီချက်တွေကိုဟိုကြည့်ပြီးဆုံးဖြတ်လို့မရတဲ့အကြောင်းမြန်မာတပြည်လုံးမှာမြန်မာတပြည်လုံးကိုဒီအကူအညီတွေရောက်ရှိဖို့လိုတဲ့အကြောင်းကိုဆက်ပြီးတိုက်တွန်းသွားတာကိုကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့လက်တွေ့မှာအမြင်ပြမှာကစစ်ဖိုင်ဆိုတာမရှိဘူးအလုံးတိုက်နေကြတာကိုပဲကျွန်တော်တို့တွေ့ရတယ်ဟုတ်တယ်အစီစဖိုင်အောင်ဆိုတာယူမော်နီတာလုပ်မယ်စောင့်ကြည့်မယ်အဖွဲ့ကြီးလည်းမရှိဘူးအဲ့လား X ဖွဲ့ကြီးတွေရှိဖို့တက်ကလည်း သူကောင်းများစွာနဲ့ဘတ်ဂျက်အကြီးကိုတော့မှာဖြစ်တယ်။ဗမာပြည်မှာအဲ့ဒါကိုကျွန်တော်မြန်မာပြည်မှာအဲ့ဒါမျိုးမရှိဘူး။အဲ့တော့ဒကြားမင်းလာဆင်းပြီးတော့ပြောလဲကျွန်တော်ထင်တယ်ဂျာမင်းမှာပြက်ခံမှာပြက်ခံတဲ့ပုံစံမျိုးရှိနေပြောပါမှာပေါ့နော်။ဘောတော့ကျေးဇူးတင်ပါတယ်။ကျေးဇူးတင်ပါတယ်ကိုကျော်ပါ။ငလင်ကတော့ဆိုတော့ကျွန်တော်တို့ပြောခဲ့တဲ့အတိုင်းပေါ့နော်။မြေပြင်လူတွေနဲ့ဟိုတကယ်ရောက်ခဲ့တဲ့သူတွေနဲ့အဆက်အသွယ်ရတော့ဒီပြတော့တော်အချင်းနေဆိုးွားတယ်လို့ပြောတယ်။อืมအဲ့တော့ပြိုပြက်တအားများတယ်ပေါ့အခု ယုံနေလဲတိတိထားပြည့်တယ်ယုံ၆လုံးတန်းသတင်းပါကြလား၆လုံးတန်းကတော့အဲ့လုံညိုရေးတွေပါတယ်အဲ့ဘက်ကိုပဲစုသွားနေဆိုပြီးတော့ဒီတိုက်ခန်းပြူတဲ့အဲဝန်ထမ်းတန်းပြူတဲ့သူတွေကဝေဖန်တာဘူး၆လုံးတန်းသတင်းကတော့ထူးထူးကြတာကိုရှိတယ်၆လုံးတန်းအကုန်လုံးခွင့်တိုင်နေရတယ်ကျောင်းလုံးနန်းကနေပြီးတော့ဆေးစစ်ခြင်းတဲ့သူတွေအမှုအဖြစ်ဗီဒီယိုကြီးဟောင်းတင်အေးရဆေးစစ်ခြင်းနဲ့ဆိုရင်ချက်ချင်းမပေးဘူး82နာရီလောက်ဆောင်ရတယ်3ရက်4ရက်ဆောင်ရတယ်ပြီးတော့မှ ခွင့်တင်ပြီးတော့မှဘောကခွင့်ပြုရင်သွားရတယ်ဆိုတော့ဗိုလ်ချုပ်ကြီးတန်းရွှေပေါင်းရင်ရင်းတော့ဗိုလ်ချုပ်ကြီးဟောင်းနေဝင်းကိုအဲ့အန်နာဟောက်စ်လုပ်ခဲ့တဲ့သူဝက်လည်းနေပြီးပြောရအောင်ပါပေါ့သူတို့အကုန်လုံးခွင့်တန်းရတယ်အပြင်သွားခြင်းဖုံးချောင်းသွားခြင်းရင်အာစွန့်ကတ်ချင်အခုတကြံဆိုအခုစွန့်ကတ်ချင်တာရှိမယ်သူဘုံကြီးပိတ်ဖွင့်လို့မရဘူးဆိုကိစ္စတွေကိုလုံးဝက်လည်းနေအဲ့မှာတယောက်ပဲအလုံးနဲ့အလုံးအဲ့မှာတယောက်ပဲအလုံးသွားချင်တာသွားလို့ရတယောက်ပဲရှိတာဗိုလ်ချုပ်ကြီးအေးဗိုလ်ချုပ်ကြီးမောင်အေးပေါ့ သူကတော့ဘာကြောင့်လဲဆိုတော့မင်းအောင်လံရဲ့ဆရာအရင်ဖြစ်တဲ့အတွက်ကြောင့်မင်းအောင်လံဒီနေ့အောင်ပို့ခဲ့တဲ့ရွေးခဲ့တဲ့ဖြစ်တဲ့အတွက်ကြောင့်သူကတော့တကားမရှိတာမရှိပဲကျောင်းလုံးထဲမှာကျန်တဲ့သူတွေအကုန်လုံးဗိုလ်ချုပ်ကြီးတရားအောင်မြင်ဦးကဗိုလ်ချုပ်ကြီးတန်းရွှေအကုန်လုံးဗိုလ်ချုပ်ကြီးရွှေမန်းအကုန်လုံးကခွင့်တိုင်ရတယ်ခွင့်တိုင်ကြီးမှခွင့်တိုင်ကြီးကအကုန်လုံးထွက်ရတယ်ဒီလူတွေဒီမိုကရေစီလိုလားသူတွေထောင်ချခဲ့တဲ့သူတွေအခုသူကျေကျွတ်ထောင်ပြန်ကြတယ်ထောင်ချတဲ့တက်ခဲ့သူတွေပေါ့နော်အခုကခွင့်တိုင်ရတယ်တံဝေကယူရတော့မယ်တံဝေကယူ